ဒီစလန်ကကြော်ကြားတဲ့အထက်တန်းကျောင်းတစ်ကျောင်းမှာဖြစ်ပျက်ခဲ့တဲ့ကျောင်းသားတိုင်းဟာအကောင်းဆုံးဖြစ်ချင်းကြပြီးပြိုင်ဆိုင်မှုတွေအများကြီးရှိတာကြောင့်လပချင်းနဲ့ချောမောချင်းဟာလူကြိုက်များစေတော့မဟုတ်ကြောင်းရိုက်ကူထားတဲ့အချစ်စလန်လေးပဲဖြစ်ပါတယ်။စကားရဲ့အစမှာချောမောလပတဲ့မင်းကလေးကင်ဂျွန်ကကျောင်းကိုလာနေခဲ့ပြီးသူမကချမ်းသာတဲ့မိသားစုကနေဆင်းသက်လာတဲ့မင်းကလေးတယောက်ဖြစ်တဲ့ကြောင့်စိန်ခံပစ္စည်းတွေနဲ့နေထိုင်ရတော့ကိုအကျွမ်းတဝင်းရှိထားသူဖြစ်ပါတယ်။ ကင်ဂျွန်ကရှက်သက်ပြီးတယောက်ထဲနေထိုင်ရတော့ကိုပိုနစ်သက်တဲ့ကြောင့်လူအများစုကသူ့မအကြောင်းကိုသိမ့်မတိကြပါဘူး။ဂျွန်ရဲ့အတန်းထဲမှာကောင်းဦးပင်ဆိုတဲ့ချောမောခန့်ညားပြီးလူကြိုက်အများဆုံးကောင်းလေးနဲ့အတန်းတူနေခဲ့ပါလေ။ဦးပင်ကချောမောပြီးဆွဲဆောင်မှုရှိတဲ့အတွက်လူတိုင်းကသူ့ကိုချစ်ကြပေမဲ့ဘယ်သူမှမတိကြတာကဦးပင်ကဆင်းရဲတဲ့မိသားစုကနေလာတာဖြစ်ပြီးသူ့မှာဘာမှမရှိသလောက်ဖြစ်နေခဲ့ပါလေ။ ဝဘင်းကအကြောင်းကိုဖုန်းမဲ့တော့မှမယူလာပဲဆိုရှယ်မီဒီယာကိုကြည့်ချင်တဲ့ဆိုရင် အများရန်သူများရဲ့ဖုန်းကိုငါပြီးကြည့်လေရှိပါလေဒီနေ့မှာတော့ဝဘင်းကသူ့ရဲ့ဆိုရှယ်အကောင့်ကိုကြည့်ဖို့ကျွန်ရဲ့ဖုန်းကိုငါလိုက်ပြီးကျွန်ကအရင်ကသူ့ကိုစကားပြောဖို့အခွင့်ရေးမရတဲ့အတွက်ဒီတစ်ခါမှာတော့ကျွန်ကဝူပြင်းနဲ့စကားပြောခွင့်ရတဲ့ကြောင့်သူ့ရဲ့ချောမောမှုနဲ့အေးစေးတည်ငြိမ်တဲ့အမွေအရအောက်ကိုနှိမ်ညောနေခဲ့ပါလေအဲ့ဒီအချိန်မှာကျွန်ကဝူပင်းရဲ့ချစ်သူဖြစ်ရင် ဘလောက်ထိကောင်းမလဲဆိုတဲ့အတွေးနဲ့အစ်စ်ကိုရင်နေခဲ့ပါတယ်။နောက်တော့အတန်းပြီးချိန်မှာအခြားကြောင်းသူတယောက်ကဂျုံကိုတခိုးဆိုပြီးဆွဆွဲလိုက်ပါတယ်။အကြောင်းကတော့သူမကအတန်းထဲမှာနောက်ဆုံးကြံခဲ့သူဖြစ်နေတာကြောင့်ဆွဆွဲခံရပြီးအခက်အခဲဖြစ်နေတဲ့အချိန်မှာဝူပင်ကရောက်လာပြီးကြောင်းမှာနောက်ဆုံးကြံခဲ့တဲ့လူကသူဖြစ်ပြီးဂျုံမဟုတ်ကြောင်းပြောပြီးကယ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာဂျွန်ကသူမကိုလူအမျက်ရှိမှာကယ်ခဲ့တာကြောင့် ။အိုဘင်ရဲ့အေးစေးတည်ငြိမ်ပြီးရင်ကျက်တဲ့အပြုတ်အမူကိုအတော်လေးအထင်ကြီးသွားပြီးသူ့ကိုပိုပြီးသဘောကျလာခဲ့ပါတယ်။အဒီနောအတန်းထဲမှာဝူပင်ကသူမရဲ့နာမည်ကိုခေါ်မှသွားတဲ့ကြောင့်ရှက်ပြီးဝူပင်ကိုစိတ်ဆိုးသွားခဲ့ပါတယ်။အဒီကြောင့်ကလူကြိုက်များပြီးဆိုရှယ်မှာ follower များတဲ့သူကဆရာဖြစ်ပြီးကျောင်းသားတွေကလူကြိုက်များတဲ့သူလေးစားအကြဖွဲကောင်းတဲ့သူဖြစ်တက်မဲ့ကြပါတယ်။ဒီနေ့မှာဂျွန်ကဘက်စကာမတ်တိုင်းမှာကားဆောင်နေရင်ပုံတလုံးကိုအမတ်တမဲ့တွေးလိုက်ရပြီး အဲ့ဒီဖုန်းကအเจ้าမှာရှိတဲ့ live watch အားလုံးကိုပေါ်ပြနိုင်ပြီးចောင်းသားတွေအောက်တန်းရဲ့နောက်ွယ်ကအစစ်အမှန်လူတွေကိုပေါ်ပြနေတာကြောင့်ဝူပင်စင်းရဲတော်ကိုတည်သွားခဲ့ပါတယ်။နောက်တော့ဝူပင်ကစင်းရဲတဲ့မိသားစုကလာလာဖြစ်တဲ့အတွက်ចောင်းပြီးရင်အချိန်ပိုအလုပ်ကိုသူ့ဦးလေးရဲ့ဆိုင်မှာအချိုရည်တွေပို့ပေးတဲ့အလုပ်ကိုလုပ်နေခဲ့ပါတယ်။ဒီနေ့တော့ဝူပင်ကအချိုရည်ပို့နေတဲ့အချိန်မှာတယောက်ယောက်ကသူ့ကိုခေစားတော့မဲ့ ်ခေပော့ပဘွေဝင်တယောက်လို့ထင်တာကြောင့်ပုံရိုက်ပြီးဆိုရှယ်မှာတင်လိုက်တာကြောင့်ဦးပင်လည်းအရင်ကတည်းပိုပြီးလူကြိုက်များလာက follower လည်းတိုးလာခဲ့ပါတယ်။နောက်တနေ့မှာ Lido Man ဆိုတဲ့ចောင်းသားအစ်တီတယောက်ကចောင်းကိုရောက်လာပြီးသူကတိတ်ဆိတ်ပြီးရှက်သက်တဲ့သူတယောက်ဖြစ်ပါတယ်။အကစားအတမ်းမစားခင်မှာဝူပင်ကဂျွန်ကိုအရေးကြီးတဲ့အကြောင်းတစ်ခုပြောဖို့တွေးပြီးအဲ့ဒီအချိန်မှာဂျွန်လည်းအရင်ကတခြင်းဆိုခဲ့တဲ့ဗီဒီယိုကိုပြလိုက်တာကြောင့် ။ဝူပင်လည်းအံ့ဩသွားပြီးအက်ဒီဗီဒီယိုကိုဖျက်ပြီးလို့ဝူပင်ကထင်နေခဲ့ပါတယ်။ဝူပင်လည်းသူ့အကြောင်းကိုဘယ်သူမှမပြောဖို့ဂျွန်ကိုတောင်းဆိုနေခဲ့ပြီးဂျွန်ခိုင်းတဲ့အရာအလုံးကိုလိုက်လို့ပြေးမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာဂျွန်ကဝူပင်ကိုသဘောကျနေပေမဲ့အတန်းထက်ကသူ့နာမည်ကိုခေါ်မတာကိုစိတ်ဆိုးနေခဲ့ပေမဲ့သူမှလည်း follower များချင်တာကြောင့်ဒီအခွင့်အရေးကိုလက်လွတ်မခံချင်ခဲ့ပါဘူး။သူမှလည်းဝူပင်ကိုလူအလုံးရှိမှသူ့ကိုချစ်ချောင်းထုတ်ဖော်ပြောဖို့တောင်းဆိုလိုက်ပြီး လူတိုင်းကဒူမကိုဝူပင်ရဲ့ချစ်သူဖြစ်တဲ့အကြောင်းသိမယ်ဆိုရင်ဒူမလည်း follower တိုးလာမယ်လို့မျှော်လင့်နေခဲ့ပါတယ်။ဝူပင်လည်းသဘောတူပြီးကျွန်းနဲ့ချစ်သူရေးစားဖြစ်ရတာပြောခဲ့ပေမဲ့သူကစင်ရတာကြောင့်ရှက်နေခဲ့ပါတယ်။အတန်းထဲရောက်တော့ဝူပင်ကအစိုးတော်အဖွဲ့တဖွဲ့မှစတင်ပါဝင်နိုင်တယ်ဆိုတဲ့အကြောင်းကောလာအားလာတွေပြန့်နှံ့နေခဲ့တာကြောင့်အရာအလုံးကပိုရှုပ်ထွေးသွားခဲ့ပြီး သူစင်ရတာက လူတိုင်းသိရင် follower တွေကြစင်မောက်ကိုတွေးပြီးစိတ်ပူနေခဲ့ပါတယ်။ဒီချိန်ထဲမှာပဲ Domain ကလည်းဂျွန်ကိုသဘောကျနေခဲ့ပြီးသူမှရှိတဲ့နေရာတိုင်းကိုလိုက်ကြည့်နေခဲ့ပါတယ်။ဒီဖက်မှာလည်း Wu Bin ကအခန်းထဲမှာဂျွန်နဲ့စကားပြောနေပြီးကြော်ကြတာက အမြဲတမ်းမလွယ်ကူကြောင်းဂျွန်ကိုရှင်းပြနေခဲ့ပါတယ်။အဲဒီလိုနဲ့သူလည်းဂျွန်ကိုကြော်ကြဖို့အကြံဉာဏ်တချို့ပေးလိုက်ပြီးလူတိုင်းနဲ့နှွေးထွေးဖော်ယူစွာဆက်ဆံခြင်းကလည်းလူကြိုက်များစေတဲ့အကြောင်းပြောလိုက်ပါတယ်။ ဒါပေမဲ့ကျွန်ကရှက်သက်နေတာကြောင့်ပြောင်းလဲဖို့ခက်ခဲနေခဲ့ပါတယ်။ဦးပင်လည်းသူပေးတဲ့အကြံကအလုံးမဖြစ်ခဲ့ဘူးဆိုရင်သူမကိုလူအများရှေ့မှာသူ့ရဲ့ချစ်သူဆိုပြီးပြောပြက follower တိုးအောင်ကူညီမယ်လို့ပြောလိုက်ပါတယ်။နောက်နေ့ရောက်တော့ကျွန်းလဲဝူပင်ရဲ့ချစ်သူအဖြစ်ကြော်ကြားလာမယ်ဆိုတဲ့အတွင်းနဲ့ရင်ကုန်နေခဲ့ပြီးတစ်ဖက်မှာတော့ဝူပင်ကသူ့ရဲ့လေဝဲချက်ပေါက်သွားမှာကိုစိုးရိမ်နေပြီးစိတ်ပြေးစီးမှုတွေခံစားနေရပါတယ် ကြောင်ပြတဲ့နောက်ကြိုမာကမကောင်းအကြောင်းမလောက်စွာပဲအနိုင်ကျင့်ခံရပြီးရေပတ်ခံလိုက်ရတဲ့အချိန်မှာဝူပင်ကအချိန်မီရောက်လာခဲ့ပြီးကဲခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဝူပင်ကဂျွန်ကိုလူအများရှိမှသူ့ရဲ့ချစ်သူဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ကျောင်းသားတွေလည်းဒါကိုမြင်တော့အံ့ဩနေကြပြီးအစ်တရောက်လာတဲ့ကျောင်းသားဒိုမင်ကလည်းဝူပင်ပြောတော့ကိုကြတော့စိတ်ဆိုးပြီးချက်ချင်းပဲထွက်သွားလိုက်ပါတယ်။ဂျွန်လည်းဝူပင်ချစ်ချင်းဝန်ခံမှုကိုအံ့ဩသွားခဲ့ပြီး ဘာမှပြန်မပြောနိုင်ပဲထွက်သွားလိုက်ပြီးလူတိုင်းကကျွန်းကဝူပင်ရဲ့ခန်းစားချက်ကိုလက်ခံမလားလက်မခံဘူးလားဆိုတာကိုမသိပဲတွေ့ဝေနေကြပါတယ်။တစ်ဖက်မှာလည်းကျွန်းစိတ်လှုပ်ရှားပြီးထွက်သွားတဲ့အခါဒမန်ကရောက်လာပြီးသူမရဲ့ကလေးဘွားခေါ်ခဲ့တဲ့နာမည်ပြောင်းကိုခေါ်လိုက်ပြီးတကယ်တော့ဒမန်ကသူမနဲ့ကလေးဘွားကအချစ်ဆုံးတငယ်ချင်းဖြစ်ခဲ့ပါတယ်။ ရမန်ကကေပေါ်ဖွဲ့သူဖွဲ့မှာပါဝင်ဖို့စတင်နေတဲ့အချိန်ဖြစ်ပြီးဦးပင်ရဲ့လဝဲချက်ကိုလည်းတည်နေခဲ့ပါလေ။အဲ့ဒီအချိန်မှာဂျွန်နဲ့ဒေါ်မန်တို့လည်းအတိတ်ကအမတ်တရားတွေကိုအတူတူပြန်ပြောရင်းအချိန်တွေကုန်ဆုံးနေကြပြီးဦးပင်ရောက်လာတော့သူမကိုခေါ်သွားလိုက်ပါလေ။အတန်ထဲရောက်တော့ဦးပင်နဲ့ဂျွန်ကိုတိတ်ဆိတ်ပြီးတည်တတ်နေတဲ့အချင်းကကြော်ကြားဖို့ခက်ခဲကြောင်းပြောလိုက်ပါလေ။ နောက်ပြီးဝပင်လဲသူကခေပေါ်ဖွဲ့ဝင်တယောက်မဟုတ် ကြောင်းပြောပြလိုက်ပါတယ်။ကြောင်းကနေအင်ပြန်လမ်းမှာတွန်ကဝန်နေနေခဲ့ပြီးသူတကယ်ချင်းကိုအခြားကြောင်းသားတွေနဲ့တွေ့လိုက်ရပြီးနောက်တနေ့ရောက်တော့ကြောင်းမှာတကယ်ခေပေါ်ဖွဲ့ဝင်တယောက်ဖြစ်တဲ့ဒေါ်မန်ကဂျွန်ကိုသဘောကျတဲ့အပြုအမူတွေစတင်ပြတာနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဆိုဗီလို့အမည်ပေးထားတဲ့ကြောင်းမှာကြော်ကြတဲ့မင်းကလေးက ဂျုံကိုသူမတို့နဲ့အတူအစာစားဖို့ဖိတ်လိုက်ပြီးဂျုံကတော့ကြော်ကြတဲ့သူဖိတ်ခေါ်တဲ့ဖြစ်တဲ့အတွက်အယံကြော်သွားပြီးစိတ်လှရှားလွန်းတဲ့အကြောင်းဒေါ်မန်ကိုမေ့ပြီးဆိုဗီတို့နဲ့အတူအစာစားဖို့ထပ်သွားလိုက်ပါတယ် အဲဒီနောက်သူတို့လမ်းလျှောက်နေတုန်းမှာဒေါ်မန်ကရောက်လာပြီးကျွန်ရဲ့နားမှာပဲနေတာကြောင့်ဆိုဝီကိုအယံကုန်တိတ်ခါကြစေတလို့ဖြစ်နေခဲ့ပါတယ်။ဆိုဝီလည်းကျွန်ကကြော်ကြားတဲ့ယောက်ျားလေးနှစ်ယောက်ဖြစ်တဲ့ဝူပင်နဲ့ဒေါ်မန်ရဲ့အယုံဆိုင်မှုကိုခံနေရတလို့စိတ်ဆိုးနေခဲ့ပြီးဝူပင်လည်းသူ့လက်ဝဲချက်ပေါက်သွားမှာကိုစိုးရိမ်နေခဲ့ပါတယ်။ဝူပင်လည်းကျွန်ကိုသဘောကျမိနေပြီဖြစ်တာကြောင့်ဒေါ်မန်ကိုတဝန်တိုနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဝူပင်ကသူ့အိုးလေးစီကဖုန်းလာပြီး အချိုရီပို့ဖို့ခေါ်တဲ့အကြောင်းဂျွန်တွန်းနဲ့အတူလက်မလျှောက်တော့ပဲပြန်သွားခဲ့ပါတယ်။ညနေရောက်တော့ဝူပင်အချိုရီပို့နေတဲ့အချိန်မှာဒေါ်မန်ကရောက်လာပြီးသူ့ကိုတားကခေပေါ်ဖွဲ့ဝင်တယောက်ဝန်ဆောင်နေတော်ကိုတီချောင်းဒေါ်မန်ကပြောလိုက်ပါတယ်။ဝူပင်နဲ့ဒေါ်မန်ကိုအဲ့ဒီအကြောင်းဂျွန်စီကနေတီလာခဲ့ကြောင်းထင်ပြီးအယံဒေါ်သားထွက်သွားခဲ့ပါတယ်။တဲ့ချိန်ထဲမှာပဲဂျွန်ကကာဖေးတစ်ခုမှထိုင်စားနေရင်သူ့ငငယ်ချင်းဘုံကူကစားသောင်ကိုရခဲ့တာကြောင့်ချက်ချင်းပဲထက်သွားလိုက်ပြီး ဂျွန်လဲတန်တရာဝီမိတာနဲ့ဘုံကိုနောက်ကိုလိုက်သွားတော့သူ့ကိုအနိုင်ကျင့်တဲ့အုပ်စိုးနဲ့တွေ့နေတာကိုတီလိုက်ရပါတယ်ဂျွန်လဲသူတို့နှစ်ယောက်စီကိုတွားပြီးနောက်ရှက်လိုက်ပါတယ်ဘုံကိုလဲသူတို့နှစ်ယောက်ကိုနောက်ရှက်တဲ့ဂျွန်ကိုကျေးဇူးတင်မဲ့အစားစိတ်တို့တွားခဲ့ပါတယ်